မြန်မာနိုင်ငံသူနိုင်ငံသားပြည်တော်စုဘွားအားလုံးကိုမင်္ဂလာပါလို့ဥစွာကာရဝပြုအပ်ပါတယ်အခုလိုနှစ်တကူအခါသမယမှာ စိတ်တခွန်အားတစ်တင်နေပြည်စုံကြကအေးချမ်းတဲ့အနာဂတ်ကိုလည်းအများဆုံးရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနှုတ်ဆက်တာပါတယ်ဘေးအန္တရာယ်အမျိုးမျိုးကင်းဝေးပြီးအကြောက်တရားအမျိုးမျိုး လက်ရှိကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲအမျိုးမျိုးမှလွတ်မြောက်နိုင်ကြပါစေလို့လည်းဆုတောင်းလိုက်ပါတယ်။ကိုဗစ်ကာလနဲ့စစ်အာဏာသိမ်းမှုရဲ့နောက်ကျွန်တော်တို့ရဲ့ရိုးရာအတာကြံပွဲကိုပျော်ရှင်စွာအေးချမ်းစွာမဆင်နှွှဲနိုင်ခဲ့ကြတာ6ချိန်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ဒီကာလတွေမှာတိုင်းပြည်နဲ့ပြည်သူလူထုဟာကာယောဂါဘေးတဘာဝဘေးတွေအပြင်အာဏာမှာယွတ်မှုရတဲ့စစ်အာဏာရှင်တွေရဲ့ အကျန်းဖက်မှုမျိုးစုံဖိနှိပ်မှုမျိုးစုံကိုခါးသီးစွာရင်ဆိုင်ခဲ့ရတဲ့ရင်ဆိုင်နေရစေအချိန်ဖြစ်ပါတယ်ဒီလိုဒုက္ခမျိုးစုံကိုကြုံတွေ့နေရတာဟာဝမ်းနည်းစရာကိစ္စဖြစ်ပါတယ်ဒါပေမဲ့ပြည်သူတွေဟာဘယ်အချိန်မှဖြစ်ဖြစ်ဒီလိုခက်ခဲကြမ်းတမ်းတဲ့အချိန်မှအမြဲတမ်းအချင်းချင်းရိုင်းပင်းကူညီလိုစိတ်မြစ်တမ်းမျှလိုစိတ်နဲ့ဖေးမနိုင်ခဲ့ကြပြီးတော့ အခက်အခဲတွေကိုကျော်လွှားခဲ့ကြပါတယ်။တစ်ချိန်တည်းမှာမြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့သူမတူတဲ့စီးလုံးညီညွတ်မှုကိုလည်းဒီလိုကြုံတွေ့ရတဲ့အချိန်တွေမှာပုံပြီးပြတ်တနိုင်ခဲ့ကြပြီးမတူညီတဲ့မျိုးဆက်တွေ အလှော်ပေါင်းစုလူမျိုးပေါင်းစုဘာသာပေါင်းစုအကြာ စာနာနားလည်မှုတွေကိုလည်းအရှိတအိုင်းမြင်တွေ့ခံစားခဲ့ကြရပါတယ်။ဒီနေရာမှာ ကိစ္စရက်တစ်ခုအတွက်အင်မတန်အရေးကြီးသလို တိုင်းပြည်ရဲ့နိုင်ငံရေးအရွတ်တစ်ခု အပြောင်းလဲတစ်ခုအတွက်လည်းတံပိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုစံတံပိုးတွေလည်းဖြစ်ပါလေ။ဆေးအနာရှင်အမြင့်ဖြတ်ဖို့ပြည်သူတွေရဲ့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုကိုဒီကနေ့အထိတိုင်မြင်တွေ့နေရစေဖြစ်ပါလေ။ဒီလိုခိုင်မာတဲ့တန်ဋိဌာန်နဲ့တော်လှန်ရေးအင်အားစုများရဲ့အောင်မြင်မှုတွေကိုလည်း တစတစတိုးတက်နေတာတွေ့မြင်နေရပါတယ်။မကြသေးခင်ကငလျင်ဘေးဒဏ်ထိခိုက်ရကြမှာမြမပြည်သူတို့ရဲ့စီးလုံးညီညွတ်မှုနဲ့စာနာမှုကိုမြင်တွေ့ရတယ်လို့စစ်အာဏာရှင်တွေရဲ့စီမံခန့်ခွဲမှုညံပြင်းမှုပြည်သူလူထုပေါ်မှာစေတနာစာနာစိတ်ကင်းမဲ့မှုတွေကိုလည်းပဲအထင်သာမြင်တွေ့ရပါတယ်။ဒီကနေ့အထိတိုင်ငလျင်ကြောက်ထိခိုက်ခံရသူများကိုအဖက်ဖက်ကဝိုင်းဝန်းကူညီကြတဲ့ ြည်သူအပေါင်းနဲ့နိုင်ငံတကာအတိုက်အဝန်းကိုလည်းကျေစုတင်ပါလေပြည်သူတွေအတွက်ကယ်ဆယ်ရေးကဏ္ဍတွေကို နိုင်ငံတကာအတိုက်အဝိုင်းကထိထိရောက်ရောက်တိုက်ရိုက်ကူညီမှုတွေရရှိဖို့ပြည်ထောင်စုလွတ်တော်ကိုစားပြု ကော်မတီအနေနဲ့တန်တမန်ဆက်ဆံရေးကနေတဆင့်အစင်တစိုက်ကြိုးပမ်းလျက်ရှိပါလေပြီးခဲ့တဲ့150အကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံမှာ မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အစည်းနဲ့လည်းငလင်တန်တင့်ပြည်သူများအတွက်နိုင်ငံတကာအကူအညီတွေတိုးမြင့်ရရှိဖို့ကိုအဓိကဦးစားပေးဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။ဒီလိုအခက်အခဲတွေကိုရင်ဆိုင်ရခြင်းမှာကျွန်တော်တို့လူမှုကောင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားလေးအခုပြန်ပြီးတော့ညှောက်ဝေခြင်းပါလေ။ ဲ့ဒါကတော့တော်လိုင်းကြီးကာလာကြာလာတာနဲ့အမျှလက်လျှော့ခြင်းကြတာစိတ်ကြလာတာမျိုးတွေရှိကောင်း ရှိနိုင်ပါလေဘယ်လိုကိစ္စမျိုးမဆိုယုံယုံကြည်ကြည်နဲ့ယုံကြည်မှုရှိရှိနဲ့ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်းမယိမ့်မယိုင်ရှောက်လှမ်းကြရင်အောင်မြင်မှာပေးကြပါတယ်ဆိုရဲစကားပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာဆေးအာနာရှင်စနစ်ချုပ်ငြိမ့်ပြီးတော့ ငင်းညံ့တဲ့အနာဂတ်နိုင်ငံတော်ဒစ်ကိုတိဆောက်နိုင်ရမယ်။ကျွန်တော်တို့မျိုးဆက်တွေဟာအကြောက်တရားမရှိတဲ့ခေတ်လွတ်လပ်လုံခြုံတဲ့စနစ်အောက်ကြီးပြင်းနိုင်ရမယ်လို့ယုံကြည်ချက်ရှိပြီးတော့အဲ့ဒီယုံကြည်အတိုင်းဆက်လက်ကြိုးစားသွားကြရပါမယ်။တဲတဲမမတ်မရင်းမရိုင်ဆက်လုပ်ကြရပါမယ်။ပြည်သူတွေလူငယ်တွေနဲ့ပေးဆက်အနစ်နာခံရမှုဟာဒီတိုင်းပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတိဆောက်ရေးအတွက်အင်မတန်မှတန်ဖိုးဖြတ်လို့မရတဲ့တန်ဖိုးလည်းမဖြတ်နိုင်တဲ့ပေးဆပ်မှုတွေဖြစ်ပါတယ်ဒီလိုပေးဆပ်ရင်းနှီးမှုတွေကိုမြင်အောင်ကြည့်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်မျှော်လင့်ချက်စီကိုဆက်လက်လျှောက်လှမ်းသွားဖို့လေနှစ်သိက္ခူအချိန်မှာမေတ္တာရက်ခံလိုပါလေအာနာယူတဲ့စိအာနာရှင်တွေကိုဖြုတ်ချနိုင်ဖို့အရေးကြီးတာကြောင့်ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကိုလည်းမလျှော့လိုက်ကြဘူး ဆက်လက်အားထည့်ကြိုးပမ်းသွားကြဖို့လိုအပ်နေတယ်ဆိုတာကိုလည်းသတိပြုကြရမှာ ဖြစ်ပါတယ်။ဒိုင်းပြည်အေဂျန့်တာယာပြီးပြည်တော်စုတိုင်းရင်းသားဘောင်းဆောင်အတွက်ကောင်းမွန်တဲ့နိုင်ငံရေးစနစ်တရက်ကိုတည်ဆောက်ဖို့ဆိုတာစစ်အာဏာရှင်စနစ်ကိုဒီတိုင်းပြည်ကနေအမြင့်ဖြတ်နိုင်ဖို့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဘုံရန်သူဥတည်ဖြိုချနေခြင်းမှာတော်လိုင်းအင်အားစုများအကြား အပြန်လှန်နားလည်မှုယုံကြည်လေးစားမှုတံပိုးထားအတိအမှတ်ပြုမှုတွေနဲ့အတူတရီကြီးကြီးအမျော်မြင်ကြီးကြီးပူပေါင်းဆောင်ရွက်သွားနိုင်မှုဆက်လက်ဆောင်ရွက်ကြရမှာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့အေဘီလာအစောပိုင်းမှာကျင်းပပြီးစီးခဲ့တဲ့နိုင်ငံတကာပါလီမန်များညီလာခံကြီးကနေပြီးတော့ CRPH ကိုမြန်မာပြည်သူတို့ရဲ့ကိုစားပြုအဖွဲ့အစည်းအဖြစ်တည်ရဝင် အတိမတ်ပြုတာကိုဆက်လက်ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ဒါဟာလွတ်တော်ပူဇော်လေများရဲ့အခန်းကဏ္ဍတစ်ခုတည်းကိုအတအတိအမှတ်ပြုတာမဟုတ်ပါဘူး။ဒီမိုကရေစီကိုလိုလားတဲ့ပြည်သူတို့ရဲ့ပြင်းပြတဲ့ဆန္ဒတော်လှန်ရေးအင်အားစုအားလုံးကဒီမိုကရေစီစနစ်နဲ့လူအခွင့်အရေးကိုအာမခံတဲ့ပြည်တော်စုအတိတ်ကိုတိဆောက်ကြမယ်ဆိုတဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နေတာကြောင့်ဖြစ်တယ်ဆိုတာ လေးလေးနက်နက်တင်ပြလိုပါတယ်။ဒါကြောင့်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာလွတ်တော်အတိုင်အဝန်က2021ခုနှစ်ကတည်းကအတိအမှတ်ပြုထားတာဒေါ်လန်ရေးဒဇုံလုံးကိုပံ့ပိုးနေခြင်းဖြစ်တယ်ဆိုတာပြောကြလိုပါတယ်။မိမိတို့လွတ်တော်ကိုလည်းများကလည်းဒဇုတဖွဲ့အာနာရရှိရေမဟုတ်ပဲပြည်တော်စုတဝန်းလုံးမှာငြိမ်းချမ်းတာယာပြီး လွတ်လပ်မှုတန်းတူညီမျှမှုရှိတဲ့နိုင်ငံရေးစနစ်တရားကိုတည်ထောင်နိုင်မှုစစ်အာဏာရှင်များကိုဆန့်ကျင်ရမှာဂါနာအစုံကနေပါဝင်နေကြခြင်း ဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီးနိုင်ငံတော်အစ်ကိုပြည်သူဆန္ဒနဲ့အညီပြည်သူတွေဟာတိုင်းပြည်ရဲ့အနာဂတ်ကို အကြောက်တရားမရှိလွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ရှိဖို့ဆိုတာဥတည်ကြိုးပမ်းနေတာပဲ။ ြစ်ပါတယ်ဒီလိုအခြေအနေမျိုးကိုရောက်ရှိနိုင်မှုဆိုတာစစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်နေကြတဲ့အင်အားစုများကစုပေါင်းအားနဲ့ပေါ်ဆောင်ပေးနိုင်မှုကြိုးပမ်းပေးဖို့အဓိကတာဝန်ပဲလို့ပဲကျွန်တော်တို့ခံယူမိပါတယ်ပြည်သူတွေလက်ရှိခံစားနေရတဲ့ဒုက္ခအလီလီကိုအမြန်ဆုံးအဆုံးသတ်ပေးနိုင်ဖို့အတူတကွလက်တွဲကြိုးပမ်းပြီးတော့ပြည်သူများအောင်ပွဲခံနိုင်ပါစေကြောင်း နှစ်တစ်ဆူတောင်းစကားပြောကြပါတယ်အားလုံးကိုလေးစားပါတယ်